။စိုက်ပျိုးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကျွန်တော်တိတ်ဆူပါ။ရေစင်းစိုက်ပျိုးတက်တူအငင်းစားတွေ့ပပမောကတူဖြစ်ပါတယ်။နော်ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့စွန်းထက်ဇီဝစေးကြီးတဲ့။ဘာလဲစွန်းထက်ဇီဝစေးကြီးဆိုတာ။အမတန်အစွန်းထက်တဲ့တက်ရှိစေးကြီးဖြစ်လို့စွန်းထက်ဇီဝစေးကြီးလို့နာမည်ပေးထားခြင်းဖြစ်ပါတယ်။ ရစိုက်ပြေးဂေဟအဖွဲ့အစည်းကြီးထဲမှာတစ်ခုဖြစ်တဲ့ညီကြီးထဲမှာအမှုဇီဝတက်ရှိမျိုးစုံတို့ကတဘာဝအတိုင်းရှိနေကြတယ်ဗျ။အဲ့ဒီထဲမှာအကျိုးပြုအမှုဇီဝတွေလည်းအများကြီးရှိတယ်။တက်တော်တွေတက်ပင်ကြီးတွေအောက်ကအပေါ်ယံမြေကြီးတွေထဲမှာတီကောင်နေနဲ့တခြား insect ပိုးမွားတွေအများကြီးရှိတယ်လို့တာမန်မျက်စိနဲ့မမြင်ရတဲ့အကျိုးပြုအမှုဇီဝတက်ရှိသေးတယ်လည်းအများကြီးရှိနေကြတယ် ဲ့ဒီအကျိုးပြုအမှုဇီဝတက်ရှိလေးတွေကကြွေကြလာတဲ့အရွက်အကိုင်းခက်တွေကိုခြေဖြက်စားသုံးပြီးဆွေးမြေ့တော့စီပြီးတော့မှမြေစီဩဇာတွေဖြစ်လာစီတယ်။အဲ့ဒါလို့သူတို့လုတ်ပွေးနေကြလို့တက်တော်တွေနဲ့တက်ပင်ကြီးတွေအောက်ကအပေါ်ယံမြေကြီးတွေဟာမြေစီဩဇာတအင်မတန်ကောင်းတယ်။ဒါကျွန်တော်တို့သိကြပါတယ်။အဲ့ဒီမြေကြီးများထဲမှာအကျိုးပြုအမှုဇီဝလေးတွေလည်းအများကြီးရှိတယ်။ အဲ့တော့သူတို့ကိုပွားများရယူပြီးတော့မှတိဏ္ဏစိုက်ခင်းနေတဲ့မှာထဲ့ကြည့်တဲ့အခါတိဏ္ဏမင်းနေအမတန်ကြီးထွားလာကြတယ်အထွက်တွေလည်းတိုးတယ်အဲ့ဒီဟာကိုအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေမှာ သူတေသနာပြုလို့ရင်တွေ့ခဲ့ကြတယ်ဗျအဲ့တော့အစွမ်းထက်လာတဲ့အဲ့ဒီဆေးကြီးကိုအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေကနာသူတို့ရဲ့ဒီဝါဟာရနဲ့ GIF Emirate လို့ခေါ်ကြတယ်အတိပယ်ကတော့ အစွမ်းထက်တဲ့ဇီဝဆေးရည်လို့ဖြစ်ပါတယ်အစွမ်းထက်ဇီဝဆေးရည်ထဲမှာအနုဇီဝသက်ရှိ အမျိုးအစားပေါင်း9500တောင် ပါတယ်လို့သုတေသနတွေတွေ့တယ်အဲ့ဒီထဲမှာမှအကျိုးပြုအနုဇီဝသက်ရှိ effective microorganism EM လို့ခေါ်ရပေါ့ဗျာနောက်အဲ့ဒါတွေလည်းအများကြီးရှိတယ်ဒါကြောင့်စွမ်းထက်ဇီဝဆေးရည်ကိုစွမ်းထက် EM လို့လည်းကျွန်တော်အတူပေါက်နာမည်ပေးထားပါတယ် ဲ့တော့စမ်းထက်ဇီဝဆေးကြီးပေါ်တဲ့အခါမှာဘာတွေပါလဲဘယ်နှုံးနဲ့ပေါ်တယ်လဲလို့ဆိုရင်နော်နံပါတ်1ကနွားတေးဒါမှမဟုတ်ကြွယ်တေးလက်လက်ဆက်ဆက်တလစ်တာရခဲ့ရင်နော်အဲ့တော့နွားတေးတလစ်တာရေးသမှုတစ်ခုရခဲ့ရင်ဝေယုံမင်းအောက်ကမြေကြီး၅ချက်သားပဲရှိတယ်။နောက်နွားချီလက်လက်ဆက်ဆက်60သား ပဲမော့အစိမ့်ဘာပဲမဆိုရတယ်ဆံငါချက်သားနောက်ထညက်ဆံငါချက်သားရေလေးကလန်ကွယ်နောက်အဲ့ဒါကိုမှထဲ့ဖို့အတွက်ငါးကလန်ဆန့်တဲ့မြေအိုးဒါမှမဟုတ်ဆင်အိုးပလတ်စတစ်ပုံနောက်မြေအိုးတို့ဆင်အိုးတို့တော့ပိုကောင်းနေပြီဟုတ်ပြီဒီအချိုးကနွားသေးတလစ်တာစုဆောင်းလို့ရခဲ့ရင်ဖြော်ရမယ်အချိုးဆိုတော့နွားသေးကမခန္တာသေးရင်တခါတည်းအများကြီးလည်းမရဘူးကို ဒါကြောင့်1လီတာရရင်အဲ့ဒီအချိုး2လီတာရရင်ကျန်တဲ့ပစ္စည်းတွေကိုလည်းနှစ်ဆစီထည့်နော်ဒီ10လီတာရရင်တော့10ဆပေါ့အဲ့ကြလို့ရှင်တော့ရေ45ကလာတော့လည်းဖြိုးရတယ်အဲ့တော့ဘယ်လိုဖော်လဲလို့ဆိုရင်နော်နော်ဒီ1လီတာအတွက်ဆိုရင်ဝရုံပင်အောက်ကမြေကြီးတစ်ပင်အောက်ကမြေကြီးအဲ့တော့ရိုးရိုးတစ်ပင်အောက်နဲ့ဝရုံပင်အောက်ဆိုရင်ဝရုံပင်အောက်ကမြေကြီးတဲ့မှာ အမှုဇီဝတွေပိုးပါတယ်လို့သူတေသနာတွေတွေ့နော်ဒါကြောင့်ဝေယုံမင်းအောက်ကမြေကြီးယူတဲ့အခါမှာမြေကြီးအပေါ်ရံကအမိုက်တွေကိုဖယ်ရှားတန့်စင်နောက်မြေသားဆစ်ဆက်ငါးချက်သားကိုတွေ့ယူပါမြေကြီးဩဇာတပြည့်ဝနေတဲ့အဲ့ဒီမြေကြီးထဲမှာအမတန်များတဲ့အကျိုးပြုအမှုဇီဝမိုက်ခရိုပ်တွေအများကြီးပါတယ်နောက်ဒီနေရာဒီဒေသမှာပဲရှင်းတန်းပြီးတော့မှဒီနေရာဒေသနဲ့သဟဇာတဖြစ်နေတဲ့မိုက်ခရိုပ်ကလေးတွေဖြစ်တယ်ဒါကြောင့်စွန့်တဲ့ဇီဝဆေးကြီးကို ဒေတာတွင်အမှုစီဝါဆေးကြီး IMO indigenous microorganism အဲ့လိုလဲခေါ်ကြတယ်။ဟောပြီးမြေကြီးတွေကိုလေးကလန်ခွဲတွေကရေနေနေနဲ့ဆေးကြောပြီးထပါပါလာနိုင်တဲ့အမိုက်တွေပါတယ်ဖြစ်ဖြစ်ပါ။ဒါဒီမှာဆိုလို့ရှိရင်ဒါတောင်သူတွေလှမ်းဖို့တဲ့ပုံလေးဗျ။ငါတို့ကမယုံဘူးဆိုတော့ကျွန်တော်တို့ဝယုံမင်းအောက်ကိုအဲ့လိုရှင်းလင်းရေးလုပ်ပြီးတော့မှမြေကြီးကိုဒီလိုယူပါတယ်လို့ကျွန်တော်စီပို့ပါတယ်။ ။နောက်ရေလေးကလန်ခွဲတဲ့ကရေချွတ်နဲ့နွားချီတွေဖြောအမိုက်တွေကိုဆဲပစ်အမိုက်တွေပါသွင်းဖြောကြီးပုတ်တက်တယ်။ထညက်ကိုလည်းရေတချို့နဲ့မိဘပေါ်မှာအကြီးပျော်သွားယုံနေချွတ်ထားပြီ။ပဲမုံကိုလည်းရေတချို့နဲ့ဖြည်းဖြည်းချင်းဖြောထားဖြောထားတဲ့ပစ္စည်းတွေအလုံးပုံနဲ့ရွတ်ဆက်ပြီးတော့မှနွားသေးတစ်လီတာထည့်ပေးလိုက်။နောက်အလုံးကိုနှမ်းဆောင်မှုပေးပါ။နောက်ဒီမှာဆိုလို့ရှိရင်နွားသေးသူ6ပလင်းစုလို့ရတော့ နွားချေးကိုနှ6ဆထည့်လိုက်တယ်သုံးပိတန်နှ60သားနောက်ပြီးရင်နွားချေးကိုသူဖြောတယ်ဟုတ်ပြီအဲ့ဒီဖြောပြီးတဲ့ထဲ့စရာအိုးကြီးကိုသကောဘန်းနဲ့ဖုံးဘန်းပေါ်ကမှအဝိုးပိဆာနဲ့ဖုံးထားနောက်နှခမ်းသားပပလေကိုကျွန်းနဲ့ချီထားရင်ကောင်လုံးဝမနာစေနဲ့ရင်နာရင်လောက်တက်တက်တယ်ဖြောကြီးအိုးကိုအရေးထက်မှထားပြီးတနေ့တစ်ကြိမ်မှုပြပါ ဖြောပြီးနောက်ရကြရင်ဖြောကြီးရဲ့အပေါ်ယံမျက်နှာပြင်မှာမုံမြင်ကလေးတွေတန်းလာတာကိုတွေ့နိုင်တယ်။နှစ်ရက်သုံးရက်လောက်ကြာရင်မျက်နှာပြင်မှာမုံမြင်တွေပုံများတယ်။တစ်ပတ်လောက်ရှိရင်အိုးအပြည့်တောင်မှမုံမြင်တွေဖုံးသွားတတ်တယ်။မုံမြင်တွေကိုအလွယ်တကူမြင်တွေ့နိုင်ပေမဲ့မျက်စိနဲ့မမြင်နိုင်တဲ့တခြားမိုက်ခရိုပ်တွေကလည်းအများကြီးတယ်ဗျ။အနုဇီဝတက်ချီကလေးပေါင်း9000ကျော်ပောက်ပွားနေတယ်လို့သူတေသနာတွေကပြောကြပါတယ် ဲ့တော့မြေကြီးတဲ့မှပါလာတဲ့အนุဇီဝတက်ရှိပေါင်းစုံကိုနွားသေးနွားချေပဲမောင်းထညက်စတဲ့ပွားစာတွေထဲမှာမွေးပြီးပွားအောင်လုပ်ပေးလိုက်ခြင်းဖြစ်တယ်။ဖြော်ကြီးကဝါညောင်လေးပြောင်းလာမယ်ကဇောနံတင်းလာတယ်။ကဇောနံမထွက်ဖက်အပုပ်နံတင်းနေရင်တော့မအောင်မြင်ဘူးမတုံးစင်ဘူးပြုတ်လုပြီးခုနှစ်ရက်ဆယ်ရက်ကြာရင်စတုံးလို့ရပြီ။စတုံးတဲ့အချိန်ကနေတပတ်ဆယ်ရက်အတွင်းမြန်မြန်ကုန်အောင်တုံးရင်တော့ ိုးပြီးအစွမ်းထက်တယ်အဲ့ဒါတဲ့ကြော်သွားရင်တော့အနုဇေဝသက်ရှိလေးတွေတဖြည်းဖြည်းနဲ့တေကုန်တတ်တယ်ပေါ့ငါဒီမှာဆက်လို့ရှိရင်နပါဝင်ပစ္စည်းတွေကိုဖြောနေတာပါမြေကြီးဖြောတယ်နော်ပဲမှုန့်ဖြောတယ်ထညက်ဖြောတယ်ဟမ်အဲ့တော့ဘယ်လိုဖြောနေလဲဆိုတာကိုသူတို့ဓာတ်ပုံတွေရိုက်ပြီးကျွန်တော်စီပို့တယ်ဗီဒီယိုလေးတွေရိုက်ပြီးပို့တယ်ဒါသူတို့တကယ်လုပ်နေကြတယ်ဆိုတဲ့ဟာပါပဲနော်ဒီမှာဆက်လို့ရှိရင်ဒါ ကြီးကံကပြူဘက်ကကြောက်ပြောင်းတယ်ပေါ့เนาะအာရပါရကိုသူစင်အိုးကြီးတွေမှာပြောနေတာပါအဲနောက်ရက်ဒီဆိုရင်မော်မြင်လေးတက်လာတယ်အဲဒီမော်မြင်လေးတွေကိုမှုတ်ကြည့်လိုက်ရင်အောက်ကအယောင်ကဟမ်ဝါညူယောင်လေးထွက်တယ်နောက်အနံ့ကလည်းချင်းဆုပ်ဆုပ်အနံ့ကလေးရှိပါတယ်နောက်ဒီမှာဆက်လို့ရှိရင်ကြောက်ပြောင်းတဲ့ကပြူမှာစင်အိုးကြီးတွေနဲ့ကိုဖြောပြီးပြုံးတာ အဲ့ဒါ2021ကလေးကသုံးနေကြပါတယ်ကျွန်တော်သင်တန်းနေရပြီတဲ့နောက်သုံးတာပါနော်ဒီမှာကြတော့ရေးသားဖက်မှာပါအိကလည်းအများကြီးစိုက်တာဖြစ်တဲ့အတွက်သုံးဖို့အတွက်နောက်ကလန်90ဒီနှစ်ပုံးတောင်လို့ဖြောထားပါတယ်ဖြောပြီးကစားမြင်ရတဲ့အနေထားပါနော်ဒီမှာလည်းပဲနော်တို့အိမ်မှာရှိတဲ့ထည့်စရာတွေနဲ့စမ်းထက် EM တွေကိုဖြောပြီးတော့မှထည့်ထားကြပါတယ်ကျွန်တော်စီတပ်ပုံတွေရိုက်ဖို့ပါတယ်နော်ဒါကတော့နော်ဧပြီလတုန်းက အေဗရမေပေါ့လေကျွန်တော်တင်နန်းနေပြီးပြီးတဲ့နောက်အဲလိုက်လုပ်နေကြတဲ့ဟာတွေကမော်ဖီဘိုးဝါရွာကျော်နေတာဖြစ်ပါလေအဲ့တော့တို့တကယ်လုပ်နေတဲ့ဟာကိုကျွန်တော်စီမှတ်တမ်းနဲ့ပြည်စစ်စားကြဖို့လေ1လီတာ ။ငါးချင်းလက်လက်ဆက်ဆက်60ကျက်သားခနဲ့15ကျက်သားပဲစိတ်မုတ်15ကျက်သားလေးလေးတမ5လေးလေးကလန်ကွဲရောပါကျေးရမှာစောထက်အရင်ထွက်ပြုလို့နေရဖြစ်ပါလေ။အတူကိုဘယ်လိုအသုံးပြုမလဲဆိုတော့စမ်းထက် EMC ကိုသူ့ကြီးတသက်အပင်ပေါ်ဖြန့်လေရနော်အပင်မလောင်ဘူးသူကနောက်ဆေးကြီးကိုစစ်ပြီးမှဆေးဖြန့်မုန်းတဲ့ ထည့်ပေးရေရော့ပြီးဖြန်ပါနောက်စစ်ဖြန်းမုံတစ်ပုံးမှာအနည်းဆုံး1လစ်တာတော့ထည့်1လစ်တာထဲမှာကလည်း2လစ်တာ3လစ်တာ4လစ်တာထည့်လို့ရတယ်ကိုဘလောက်များများဖြောထားတယ်လဲဆိုတဲ့အပေါ်မှာမူတီပီ3မှာညပြင်းချင်းကစပြီးတော့မှတိနံစိုက်ပြိုးတရာဒီမှာအနည်းဆုံး6ကြိမ်လောက်ထိတော့ရအောင်ဖြန်းပေးပါ6ကြိမ်နဲ့မကဖြန်းနိုင်လည်းပိုကောင်းတယ်။အနွားတကောင်ကတစ်နှစ်ရတဲ့နွားသေးနဲ့နွားချီက စွန်တ EMC ကြီးဧက30စာဖြတ်ဆက်ဖို့လုံလောက်တယ်တဲ့။နွားရကောင်တစ်နှစ်လုံးအဲယူရက်ချင်းနဲ့ပောက်တဲ့သေးပေါ့။အဲ့ဒါဧက30စာလုံလို့ရ။ဒီစွန်တ EM0 ဆီကနှစ်နှစ်ဆက်တိုက်အသုံးပြုပြီးနောက်နှစ်တည်းမှာတခြားဗာမီဩဇာမှာတောင်းမှထဲ့ဖို့မလိုဘူးလို့သုတေသနစစ်တမ်းတွေအိန္ဒိယနဲ့ပါကစ္စတန်သုတေသနစစ်တမ်းတွေကပြောတယ်။ ။နောက်ရှေးဘုခရိုင်တဇေကဦးမျိုးဝင်းရဲ့သူ့မှာမြေကြီးမှာတချို့ကစတိကုန်းနေဖြစ်တယ်။အဲ့တော့စွန့်ထက်ဇီဝဆေးရီတွေပက်ပြီးတုံးလိုက်တဲ့နောက်မြေကြီးရဲ့ရုပ်ကုန်တက်တီတွေကပြောင်းလာပြီးတော့မြေစည်းရွာတွေပိုကောင်းလာတာကိုအဲ့ဒါလက်တွေ့တွေ့ရပါတယ်။နောက်ဒီမှာဆိုလို့ရှိရင်အပွင့်ပြူကဥလချိုသူ့ရဲ့ကလဘဲကင်းနောက်တခြားဓာတ်တွေဘာမှမတုံးမဲနဲ့ဒါစွန့်ထက်ဇီဝဆေးရီကိုပြပြနေတာဖြစ်ပါတယ်။ဟုတ်ပြီ။ ။နောက်ဒီမှာဆိုလို့ရှိရင်စိုက်ပြီးတဲ့အချိန်ကလေးရတယ်ပဲ။နော်ဒါဆွမ်းထက်ဆေးကြီးဖြတ်နေတာပါ။အဲ့တော့ဒီမှာခုတ်ဖုံးလုပ်ထားတယ်ရိုးပြက်တိရှိတယ်။နောက်ဒီပေါ်မှာဆွမ်းထက်တိတခါလေးဖြတ်နေ။အဲ့တော့အနုဇီဝတက်ရှိလေးတွေရဲ့အလုတ်လုတ်ပေးတာကြောင့်မြန်မြန်ဆွေးတယ်ရေစီဩဇာပုတ်တက်ပါတယ်။နောက်ဒီဆွမ်းထက်ဇီဝဆေးကြီးကမြေကြီးတက်ကအကျိုးပြုအနုဇီဝတက်ရှိတွေကိုပွားများအောင်မွေးထားတဲ့တက်ရှိဆေးကြီး ုဒေတာမြေကြီးထဲမှာတဘာဝတိုင်ရှင်တန်ပေါက်ပွားနေကြတဲ့အကျိုးပြုအမှုစီဝါတက်ရှိသည်ဖြစ်တယ်။တခြားဒေတာတင်သွင်းလာတာမဟုတ်နိုင်ငံခြားကလာတာလည်းမဟုတ်။ဟောဒါဘာလို့ပြောလဲဆိုရင်ကျွတ်တူစီမှာနိုင်ငံခြားကသွင်းတဲ့ EM နဲ့အများကြီးရှိနေလို့ပါ။အဲ့တော့မိမိတို့ဒေတာအပြင်အခြေကြပြီးသားတက်ရှိသည်ဒေတာဖြစ်တယ်။ဒါကြောင့်ဒေတာတွင်အမှုစီဝါတက်ရှိတယ်လို့ခေါ်တယ်။စမ်းသက်စီကြီးကညဩစာဆေးမဟုတ်ဘူး။ဒါပေမဲ့ စွမ်းထက်ဆေးရည်တွေကအနုဇီဝပိုးလေးတွေကလေထဲကနိုက်ထရိုဂျင်ဓာတ်ကိုမြေကြီးထဲကိုစုပ်ထည့်ပေးတယ်။အဲမြေကြီးထဲရောက်လာတဲ့သက်ရှိအကျွမ်းကြံပစ္စည်းတွေကိုလည်းဆွေးမြေအောင်ချိဖြတ်ပေးတယ်။အဲဒါကြောင့်မြေကြီးအတွင်းကာဗွန်ရောနိုက်ထရိုဂျင်ရောတိုးပွားအောင်လုပ်ပေးတယ်။နောက်ဒါကြောင့်မြေကြီးအတွင်းအာဟာရဓာတ်တွေတိုးလာတယ်။နောက်မြေကြီးထဲမှာတခြားအာဟာရဓာတ်တွေရဲ့သဘောဝတိုင်းညှိရှိတယ်။ဒါပေမဲ့သိနံမဲ့အမြစ်တွေကအလွယ်တကူစုပ်လို့မရဘူး။ Suntec EM ပက်ပေးလိုက်တဲ့အခါကျတော့ Suntec EM ကအမှုစုဝသက်ရှိလေးတွေကညီကြီးတဲ့မှာသဘာဝအတိုင်းရှိနေတဲ့အဟာရသတ္တိကိုပျော်ဝင်အောင်လုပ်ဆောင်ပေးလို့သိနာမယ်အမြင့်တွေကအလွယ်တကူဆုတ်သွားနိုင်တယ်။ဒါကြောင့် Suntec ဇီဝဆေးကြီးဟာဒီဩဇာအကြီးမဟုတ်ပေမဲ့ညီကြီးတဲ့မှာသဘာဝရှိနေတဲ့အဟာရသတ္တိကိုတိုးပွားလာစေပြီးတော့သိနာဖြစ်ထွန်းမှုကိုပိုကောင်းလာခြင်းဖြစ်တယ်။ဆန်တဇီဝဆေးကြီးက သီးနာမင်တခုတည်းအတွက်စွမ်းအားကောင်းတာမဟုတ်ဘူးဗျ။မြေကြီးထဲမှာအပြုပြုလူစီဝါတက်ရှိမျိုးစုံတို့ပေါ်ကျွယ်ဝလာစီလို့စိုက်ပျိုးရေးကိဟအဖွဲ့အစည်းကြီးတခုလုံးကိုပို့ပြီးတည်တန့်ထိုင်မလာစီစွမ်းသက်ဇီဝစီဖြန့်လိုက်ရင်တပတ်အတွင်းသီးနာမင်ရဲ့အယောင်အသွေးစိတ်ဆူတောက်ပလာတာကိုတွေ့မြင်ရတယ်။ဒါလောက်အစွမ်းသက်တဲ့စွမ်းသက်စီကိုမိမိသီးနာနဲ့အထက်ကောင်းစီကို ်ညံညံစမ်းသက်သုံးဆွဲကြည့်ကြဖို့တိုက်တွန်းလို့ဆိုလိုက်ပါရစေ။ယေရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်သိစုပါယေရှုဆက်ပြီးတက်ကြတော့ညီစာ perfect promo ပါတူဖြစ်ပါတယ်။